အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုသူရပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာကတော့ပညာရေးအာမခံပါပညာရေးအာမခံဆိုတဲ့အပိုင်းမှာလူတော်တော်များများကစာသင်သားအသက်အာမခံနဲ့လွယ်မှားပြီးတော့မှမှတ်ယူထားတာရှိပါတယ်အဓိကကျွန်တော်တို့ပြောခြင်းတဲ့ပညာရေးအသက်အာမခံဆိုတာကလေးတယောက်ပညာသင်တယ်သူ့အတွက်ပတ်စံပေးတာဘသူကပေးပါလဲသူ့အတွက် ပညာသင်ဇေယျဒီရှာနေတာစာဝင့်နေရှာနေရသည်အဖေကရှာတာလားအမေကရှာတာလားဟုတ်ပြီအဲ့ဒါဆိုရင်အဲ့အဖေတို့အမေတို့ဒီလက်ရှိကာလမှာအတ္တအာမခံထားပါတယ်ဒါမှသာကိုကတခုခုဖြစ်သွားခဲ့ရင်ကိုရဲ့တာသမီးကပညာရေးခီလန်ဆုံးတဲ့အထိဆက်သွားနိုင်မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါမျိုးတွေကိုတွက်ချက်ဖို့အတွက်ကျွန်တော်တို့အရေးကြီးတဲ့အချက်လက်တွေလိုပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ဝင်ဝေထွက်ဝေတွေအသက်အရွယ်တွေမတူကြဘူး အဲ့တော့ဒီမိသားစုတစုမှာကလေးတွေကအသက်ဘယ်ရွယ်ရောက်ပြီလဲနောက်ပြီးတော့တက်နေတဲ့အကြောင်းကရောဘာအကြောင်းလဲ international school လား private school လား government school လားလက်ရှိသုံးနေတဲ့ပညာသင်စရိတ်တစ်လကိုဘယ်လောက်ကုန်လဲတစ်နှစ်ကိုဘယ်လောက်ကုန်လဲအဲ့ဒီပုံမှာမူတည်ပြီးတော့မှကြံနေတဲ့တက်တန်းကိုကျွန်တော်တို့တွက်ပါတယ်နောက်တစ်ခုကတော့မိဘမိဘသည် ဘယ်အသက်အရွယ်ရှိပြီလဲတယောက်ထဲလားနှစ်ယောက်လားစလေတောက်လားလက်ရှိဝင်ဝေးအခြေအနေကရောဘယ်လိုရှိလဲအရာကြီးပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကအာမခံပညာရေးအာမခံပလန်တစ်ခုကိုတွက်ထုတ်ပါတယ်အ ਨੇ ဆုံးကနေအများဆုံးအထိကျွန်တော်တွက်ထုတ်ပါတယ်ဈာထဲမှာ inflation အတွက်ထည့်သွင်းစဉ်းစားရတဲ့အချက်တွေလည်းရှိပါတယ်အဲ့တော့ဒီအချက်တွေကိုကိုယ့်ဟာကိုယ်လည်းတွက်ကြည့်လို့လည်းရပါတယ် ကိုကကိုဘလို့တွတ်မယ်ဆိုဩငါသားသမီးရစာကြောင်းပြီးဖို့အတွက်ဘယ်နှစ်နှစ်ကြံသေးလဲကြောင်းပြီးရင်ရောတက္ကသိုလ်ကဘယ်နှစ်နှစ်တက်ရမှာလဲဆိုပါစို့ပုံမှန် government school မှာတက်နေတယ် private school မှာတက်နေတယ်ကလေးတယောက်ဒီ16နှစ်ရောက်မှတက္ကသိုလ်ဝန်ထမ်းအောင်အောင်ပါမယ်16နှစ်ပြီးသွားတဲ့ခါကျရင်တက္ကသိုလ်ဘယ်တက္ကသိုလ်ပဲတက်တက်အနည်းဆုံး၄နှစ်တက်ရပ လေးနှစ်ပြီးဖွဲရမယ်ဖွဲရပြီးသွားရင်တော့ तू ကအလုတ်ရှာပဲပေါ့လုတ်ရှာလို့ကံကောင်းထောက်မှသွားနဲ့အလုတ်ချက်ချင်းရရလဲဖြစ်ဖြစ်မယ်တစ်နှစ်လောက်နေပြီးမှ तू ဒီ internship တွေပါပြီးဆင်းပြီးတော့မှအလုတ်တင်နေဖြစ်ပြီးမှဘွဲဒီအလုတ်ကြရတယ်ပေါ့နော်အလုတ်ရတဲ့အချိန်ကျရင်ပထမဆုံးလာတာရအဲ့ဒီအချိန်အထိမိဘတယောက်ကထောက်ပံ့ပေးရမယ်အဲ့တော့ဂျားထဲမှာအကျန်းသူ့အတွက်အကျန်းဖြင်းအသက်25လောက်အထိကျွန်တော်တို့ကထောက်ပံ့ပေးရပါတယ် ဒါအရန်ချင်းနေလဲပါတာပေါ့25လောက်ကိုရောက်သွားတဲ့အချိန်ထိဆိုရင်ကျွန်တော်ဒီလက်ရှိကျွန်တော်ကလေးက10နှစ်ဆိုရင်နောက်ထပ်15နှစ်စာကျွန်တော်တူတွဲကာလအနေနဲ့တွက်ရပါတယ်တနှစ်မှာပညာသင်တိတ်350တုံးနေဆိုရင်15နှစ်ဆို3950 inflation နဲ့ထက်တွက်အောင်မယ်ဆိုရင်ဝေကြီးဖောင်းပွားရနေဆိုရင်တော့3500 2000တော့ကလေးတယောက်ပဲမဖြစ်မနေလို့လိုပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော် တစ်ခုခုဖြစ်သွားခဲ့ရင်သူ့ရဲ့ပညာရေးခီးတိမ်ဆောင်မတော့အောင် ကျွန်တော်ဒီအာမခံသိ1500ဒုံမ2000နဲ့အာမခံကိုကျွန်တော်ထားလာရပါတယ်ဒါမှသာသူ့အတွက်ပညာသင်စရာလည်းဖြစ်မယ်မိသားစုအချင်းကြီးမရင်ရိုင်းဘူးလေဖြစ်ပါတယ်ဒါလေးတွေကိုကိုယ့်ကိုအိမ်မှာကိုယ်တွက်ကြည့်လို့လည်းရပါတယ်ကျွန်တော်တို့ဒီမှာလှမ်းမေးပြီးတော့မှတွက်ကြည့်လို့လည်းရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ